ခဏပါမိတော့တခုလိုပါအေးစီးနေသမားရမရဲ့ဒီနေ့လေးကြတော့ပြဖို့ပြပါအစိုက်ကြီးနေပါကွာအစိုက်ခဲမှုတဲ့တမိုင်းတွေသာတနေ့အသီးသီးလာမှာမင်းတော့အားလုံးပျော်ပါစီပေါ်ခွာဘာဖြစ်နေရလဲလို့မင်းဘွားတွေအနေမြင့်တက်ကြတယ်ရမ်းမြန်တယ်လောကကြီးလောက်လာမင်းရတယ်တရားတကယ်ပြောလိုက်စကားဘာမှမသိဘီဒီယိုလိုက်စကားလို့လှုပ်ရှားတော့မိုးခေါင်ခိုးရှားတော့ခွေးဟောင် ောကကြီးအဲ့လိုတွေဖြစ်နေလှုပ်ရှားတော့လေဒီနော်တိုင်းရေးပြည်ရေးဒီဘယင်းတွေမကောင်းတဲ့အတွက်မိုးတွေကခေါင်းဘယင်းလို့မပြောပါနဲ့ကွာမဟုတ်ဘယင်းခက်ကောက်ကိုပြောပြတာနော်အခုဥသာခိုးစားတော့လေခွေးတွေကခေါင်းနေကွာဘဝတွေကစိုးနေတယ်သဘောပေါ်လားစီစာလေးတန်းလေးမင်းဘာပြောချင်လားဟုတ်ပြောတို့လည်းမရှိလို့ခိုးစားတဲ့လူတွေကြတော့ဘာမှမပြောဘဲနဲ့ဒီပြည်သူပိုင်းပစ္စည်းတွေကိုခိုးနေတဲ့လူတွေကြတော့ဒါအပြစ်မရှိဘူးလားရှိတယ် ရှိတယ်နော်ပြည်သူဝန်ပစ္စည်းခိုးနေတာဘယ်သူတွေအာ၆တည်းလေအာကတို့တို့တို့တက်ချုပ်ကြီးတို့ခိုးနေတာအေးအဲ့ဒါမပါလို့မပြောရဲလားမပြောရဲလို့အေးဒါပြောရမယ်ပြောရဲရပြောရဲလို့လားလူတွေတိတ်မှကြောက်တယ်ဟိုသာအတန်နေဆိုရင်ရတယ်တတိထားတော့ပါဇက်နဲ့ပြောနေလို့မရဘူးအဲ့လူတွေအတွက်တိုင်းပြည်ကြီးမှာဆေးရုံကြီးဘယ်လိုဆောက်ပေးရမလဲနော်ဟာအဲ့ကလေးတွေပညာတတ်ဖို့လူတွေစာသင်ကျောင်းတွေကိုဘယ်လိုမြင့်တင်ရမလဲဘလို့တွေလောက်ရမလဲဒုက္ခ international မှာအခုလုံနေတာတွေအကုန်လုံးတို့နိုင်ငံဘာတွေဖြစ်ကုန်ပြီလဲ စုပ်ပြက်တက်နေပြီตาကြီးအေးပါငါပြောပြမယ်မင်းပြောချင်တာဘာလဲဘာအကြောင်းရောလူတွေဘလောက်စားနိုင်စားနိုင်ဝမ်းဝါယုံပါပဲလူတွေဘလောက်ဝင့်နိုင်ဝင့်နိုင်အေးပြားဖုံးယုံပါပဲပြည်တွေဘာတွေဘလောက်ဂျန်မာတွေပဲခံခံတေးဘယ်ကောင်းမှလောင်ပြိုက်ခံမဲ့လူမဖြစ်ဘူးတယောက်တည်းတေးရမှာသဘောပေါက်လားဒါသင်္ခါရပဲအစင်ထာဝရမဟုတ်ဘူး ဒါရီနားလေဘူးသူ။နောက်နေငါပါလိုက်တော့မှလည်းသူလေ။မင်းကောင်ကနားမလဲတော့မင်းကောင်ဘာပြောချင်လာတော့အေးလေမင်းကဖွင့်ချနေတာလေဒါမင်းဘာလို့သိလို့ဘယ်เจ้าအောင်ပြောပြောချင်တာဒီတိုင်းပြည်ကိစ္စတွေပြောနေတာဘယ်ဘယ်ရလဲဘယ်ရအောင်ဘယ်အောင်ပြောချင်တာငါ့ကိုပြောဆိုမကွာမင်းစဉ်းစားကြည့်ကွာဟိုမင်းဥလိုက်ပေါ်တက်နေတယ်ဟိုဟိုဟာလဲဟိုဩသာခလေးလေဆိုရယ်ခလေးဆိုအဲ့เจ้าပြောချင်တာဟုတ်တယ်အဲ့ဆိုစောစီကပြောပါလားမင်းစဉ်းစားကြည့်လေသူတို့တကယ်မရှိလို့ခိုးစားတာခလေးလည်းနေမကောင်းလို့ပါဆိုတော့ကွာသူတို့ကဟိုတကယ်လို့ခိုးရဲဆိုလဲတက်ဆိုင်ရအောင်အဲ့လား တက်ဆိုင်ရောက်အဲ့လိုက်တခိုးဆိုတော့မီးလို့သူကလောက်တန်နေမှာပေါ့မင်းကကြည့်ငါမကြည့်ရသေးဘူးလေဘာဘာဖြစ်လဲပြောဘာလို့တိုင်မှာခလေးရောအဲ့မိန်းမရောကြိုးချီပြီးတော့သူတို့လောက်เสียလားကလေးပါကြိုးချီတာကလေးပါကြိုးချီတာဘယ်ပဲမလို့ဟာမင်းနှစ်နှစ်သားသုံးနှစ်သားလေးပဲရှိသေးတယ်အဲ့ရွယ်ပဲရှိသေးတယ်အေးအဲ့ဒါကိုအဲ့ဒါကိုမိတဲ့ဟာကိုရဲစကန်ကိုအဲ့လိုက်ကွာနောက်ဆုံးအဲ့တော့ဟိုဟိုဝိုင်းရိုက်မရှိလို့ခိုးစားတာတိုင်းပြည်ကြီးရဲ့အခြေအချောက်သေးနေမဟုတ်ဘူးဟိုးကိုအဝေးစည်းတွင်ကို ကြနေပြီတိုင်းကြီးကဘသူတွေလောက်တာလဲအဲ့ပြည်သူပိုင်းပစ္စည်းတွေခိုးနေတာဘသူတွေခိုးနေတာအဲ့လူတွေကိုချဲ့ထွက်ပြီးဘယ်သူတွေပြောရဲလဲဘယ်ကောင်တွေပြောရဲလဲမပြောရဲဘူးမပြောရဲဘူးအေးမင်းတို့ပြောရဲလားမပြောရဲဘူးဒါလည်းမပြောရဲဘူးမပြောရဲဘူးပြောနေတယ်အဲ့ဒါမပြောရဲလို့မင်းကငါပြောနေတာလေဟုတ်ကဲ့သဘောပေါက်တယ်စိတ်တွေလည်းညစ်ပါတယ်ကွာမင်းကပြောနေတာအဲ့ကိုခိုးတဲ့ဟာလေးကိုမိတာကိုပြောနေတာလူလူရင်းညင်းအဲ့တန်းချောက်ကြီးတို့တွေမိသားစုတွေခိုးနေကြတယ်လက်ရှိကွာငါတို့နာမနေတဲ့အဖအေး သူလည်းအဖလည်းပါတာပဲသူလည်းခိုးတာပဲခိုးတာပဲဟုတ်လားမလားမင်းပြောပြမဘာခိုးလို့လေအာအဖမဘာခိုးလို့အဖကိုတအားတော့ရှစ်ခိုးနေတာအားသူရှစ်ခိုးနေညာညာတိုင်းညာတိုင်းရှစ်ခိုးတာဘာလဲအငယ်လေးတော့တော်ကားပါမလားကိုးပါဘာလဲပြောပြီဘာလဲပြောကွာငါကွာတော်တော်စိတ်မကောင်းဖြစ်တာကွာငါမနေ့ကငါဟိုတရင်တစ်ခုတက်လာတာအခုငါဘုံပဲရောက်နေတယ်လုံဆမ်းမအောင်ငါငါအဲ့အဲ့လေးကြည့်ပြီးတော့ဘာဟာအဖအောင်ပါလိဒီဘာဘုံဘုံအောင်ပြီးတော့ငါပြမလို့ဒီမှာတော့ဒီ ဟုတ်လားမန်းတော့ဟောမမမတွေ့လားအဲခိုးတာကွာမင်းဈိုက်နေနေတာကွာအကောင်းလေကွာအဲ့အဲ့အကြောင်းကိုပြောအဲ့အကြောင်းတားနေလေးကိုပြောညာဘာလို့လူငေါရီပြီးတော့မပြောနေမင်းငေါငိုးနေတာဟောနေတာဟောနေတာဟောပြပြမယ်အဲ့ဒါဘေးရလဲမင်းစုံစမ်းမယ်အဲ့မင်းမဘေးရလဲနော်ဘယ်မျိုးနေရလဲဘေးရွက်ကလဲသူသူ့ဆိုင်ဆိုင်နေမယ်ပါလဲစုံစမ်းစုံစမ်းမယ်ငါပြောရရှင်းရှင်းလေးကွာခိုးတာဟုတ်ပြီ တက်ဆိုင်အောင်ပို့လိုက်ဟုတ်ကဲ့တက်ဆိုင်အောင်ပို့လိုက်သူတို့မှလည်းသူတို့ရက်ွက်လူကြီးပဲဖြစ်ဖြစ်ရဲစခန်းမင်းလာခေါ်ရလိမ့်မယ်ဒီကလေးလေးကိုကျိုးနေတုတ်တာတော့မဟုတ်ဘူးလေကွာပြီးတော့မှအဲ့အဲ့တည်းမှသူပြောတာပါလေအကုန်လုံးနဲ့သားမီးနည်းအောင်သူတို့ကလည်းရင်လွေးပူနဲ့လောင်းမယ်တဲ့ဟာအဲ့လိုတော့ပြောနေတာအော်အဲ့လိုတော့ပြောတာအဲ့ဒါတော့ကျွန်တော်မကြည့်ရသေးဘူးကလေးကိုပါရင်လွေးပူနဲ့လောင်းမယ်ဘာလို့စဉ်းစားကြည့်အခုပြည်သူလူလူတွေကိုပေါ်တာဆွဲမယ်အဲပေါ်တာဆွဲပြီးတော့ပတ်စံနဲ့ရော်ကြီးထုတ်ခိုင်းမယ် အဲ့လိုတွေညင်မနှိမ့်ဆက်နေတဲ့ဒီလူတွေကိုကြတော့ဘသူကရှေ့ထွက်ပြောရဲ့လဲ။အော်မပြောရဲလို့ပေါ့ဝါပြီးတော့လေ။နိုင်ပေါ်မှာကျွန်တော်တို့နေမြေမှာတော့ဒီလိုကောင်ကဒီလိုလုပ်နေပါတယ်ဆိုပြီးတော့ဘယ်သူတင်ရဲလဲ။ထားလိုက်တော့ထားလိုက်တော့ထားလိုက်တော့ဒါလည်းငါလည်းစိတ်မကောင်းဘူးပါ။ရုပ်စာတွေအကုန်လုံးရဲ့တိတိယခံဘသူလဲ။တချုပ်ကြီးပေါ့။ဒါပေါ့ဒါပေါ့။နှိတိယခံဘသူလဲ။အဖ။အေးငါမဟုတ်ဘူးအဖမဟုတ်ဘူးအဖမဟုတ်ဘူးအဖမဟုတ်ဘူး။ဟုတ်တယ်လေတော့ပြောမယ်။ တတိယခန်းသူသူအာနာသိန်းလို့ဖြစ်တာဟုတ်တယ်ပေါ့အမှန်မှန်ခုမဲလိမ်မဲခုဖြစ်တာနည်းနည်းပါညှိနှိုင်းလိုက်ပေါ့မာကြီးရေအာဒီလိုလိုတော့ရှိတယ်ဒါပေမဲ့မာကြီးတို့ဒီလိုလိုတော့မာကြီးတို့ဖြည့်ရှင်းလိုက် ဖြည့်ရှင်းလို့မိုင်းတို့ဟိုမဖြည့်ရှင်းဘူးလားမဖြည့်ရှင်းဘူးဆိုရင်ကျွန်တော်တို့စစ်တဲ့အတွက်လည်းနေရာလေးတနေရာနောက်ထပ်လေးကျွန်တော်တို့လုတ်ပိုင်ကိုလေးကျွန်တော်တို့ပေးညှိလို့မရဘူးလားဟိုညှိလို့ရတယ်လေအခုကတော့အပေါ်စီးကသွားလောက်တာဟုတ်ကဲ့ကျွန်တော်ကလည်းကျွန်တော်တို့ကလူလူကောင်းဆောင်တွေအဖွဲ့ကလေအဘားတို့အဲ့မဲလေကျွန်တော်တို့လူလူကောင်းဆောင်တို့မြတ်ဟိုဘက်ကလားမဟုတ်လေပါဟိုလူလူကောင်းဆောင်ညှိရဲ့လူလူကောင်းဆောင်တွေအဖွဲ့ကလေအဘားတို့လူအဲ့မဲခိုးနီးပညာလည်းတို့မတင်ထားဘူးပါဘားတို့လူရက်ဆက်နီးပညာလည်းတို့မတင်ထားဘူး သူတို့တကယ်တင်ထားတာပြည်သူလူထုအတွက်ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာပဲတင်ထားတာအင်းအင်းအဲ့တော့ဘာလို့သဘောပေါက်ဖို့လိုလဲအေးဘောကငါတို့တွေကဒီသဘောမပေါက်ဘဲတော့ဒီသကောလောက်မှစောင်းမနေဖြစ်သွားတာပေါ့နော်အာနာလူကြီးနဲ့တူတူနဲ့ပြီးမိအောင်ဘယ်လိုငါတို့ကကင်နေလိမ့်တယ်ကင်တော့ခုဘာဖြစ်လဲခုနကငါပြောသလိုတတိယခံဘယ်သူလဲတချို့လေဒါပဲအခုဆိုကြည့်ဒီမိန်းမမရှိလို့ခိုးတယ်ဗျာတကယ်ခိုးတယ်တကယ်ခိုးတယ်ဒီမိန်းမခိုးတယ်နင်ခိုးတဲ့အတွက်နင့်ငါရေစကန်ဖို့မပြီးပြီပေါ့ အခုတခလေးဘာကျိုးနေချီခလေးဘာဆွဲလိုက်ရလားပြီးတော့ဓာတ်တိုင်လူပုံလေဂျားနေမှာကျိုးနေချီပြီးတော့ရင်လွေးမှုနဲ့လောင်းမယ်ဆိုတော့အဲ့ပြဒနာကိုငါအဲ့ပြဒနာကိုငါရအောင်လုပ်ပြမယ်မိကြီးအဲ့မိမကိုငါအေးယူမယ်ဟုတ်ပါပြီအဲ့မိမအဲ့မိမဆိုခိုးတဲ့မိမကိုပြောတာမဟုတ်ဘူးနော်နှိမ့်ဆက်တဲ့မိမကိုအေးယူမယ်ငါထင်တယ်အဲ့မိမကအဖသဖဲ့တယ်တရားရဲ့မိမဖြစ်နေဘယ်လိုလုပ်လဲအေးဖြစ်နိုင်တယ်ကိုကျိုးဘုံမှုရဲ့မိမဖြစ်ရင်ဖြစ်မဖြစ်ဘူးဆိုရင် ရက်ွက်ကအုတ်ချုပ်ရင်မှုတွေရဲ့မိမသူတို့နဲ့ဆက်နွယ်နေတဲ့လူပဲဖြစ်မယ်။တောက်တိုင်းတောက်တိုင်းနေရဲ့ဒါပဲပတ်သက်တော့ဆက်လက်ပြီးတော့ညနေပိုင်းတရင်လေးကိုအဲညနေပိုင်းဒီသူကချက်ပြီးလုံနေလို့လားမဟုတ်ဘူးလေတရင်လေးကိုပြောတာညနေပိုင်းညနေပိုင်းတရင်လေးညနေပိုင်းဒီစပီလုံတယ်အော်တားငယ်လေးကပထမဆုံးစပြီးတော့ပြောလိုက်ငါးငါးလေးလောင်းပေးမယ်မမမလောင်းနဲ့မင်းကဟိုမိမကိုရှင်နေဘူးနဲ့မလောင်းမပြီးတော့ငါပေါင်ကြီးရှင်နေဘူးနဲ့လောင်းလိုက်မယ်အဘအထက်နေရတာဟိုကပြစ်မှာဆိုလို့တဘာဒီနေ့ကရေပြားကိုခွာယူမယ်ဆိုတာပါသေးတယ်ကွာတိတ်မပူသေးဘူးပူတဲ့ဟာနဲ့လဲပြီး ဟောအဓိကကလေးတင်ပြခြင်းတာအဲ့ဒီကလေးကိုကျိုးနေချီတော်မင်းကတင်ပြအောင်မလဲငါမြင်ပြီးွားပြီလေဒီကလေးဒီကလေးတားငယ်လေးမင်းကကလေးဟုတ် မင်းอ่ะဟုတ်တယ်တားငယ်လေးတင်းတင်းတားမင်းသာခလေးဆိုမင်းအမေကလေခေါင်းကြီးပဲ35ရက်လောက်မွေးရမယ်တိလားညံကြီးတဲ့ခါတော့နော်ညံကြီးတာမဟုတ်ဘူးမင်းကခေါင်းထဲမှာအီးလေးကြီးပဲရှိတာဟောဘာတပည့်ပဲဗျာဟောဒီကတားငယ်လေးတင်းလေးပဲတင်ပြနော်တင်းလေးပဲတင်ပြလိုက်စကိုင်းတိုင်း30မြို့နေပေါ့နော်ဟုတ်ပြီအဲအဲ့ဒီမှာအော်တိုသားပေါ့လေကျွန်တော်တို့အာအာဗာအာသူ့ရယ်နော်ဗာအာလာဆိုရင်လေဟုတ်တယ်အာပူပူတယ်ပြောလေအော်ပူတယ်လေရင်သွေးပါဆိုမှတော့ပူမှာဟောဗျာ ငါတို့ဒီလောက်ပူတာကွာဟိုမိမနဲ့ကလေးကိုကိုးပွားတဲ့မိမနဲ့ကလေးကိုယဉ်နေမှုနဲ့လောင်းမှုဆိုတော့ကိုချင်းစာတရားတွေရှိပြနေလိမ့်တာအဲဗာဒါကိုကြာပါနှလုံးသားလာတယ်ဟွန်းနော်ကျန်တဲ့နေရာတွေကသုံးစားမရဘူးယဉ်နေရတော့ဘောပါဟောကျန်တဲ့ဘောပြောတာလေဘောပြောတာလေကျန်တဲ့နေရာတွေကြာလေသူ့အဆင်ပြေတယ်လို့ပြောတာပါဟိုတရင်လေးကဘာဖြစ်လဲ စကိုင်းတိုင်း30မြို့နယ်မှာကျွန်တော်တို့ဟိုအကြမ်းဖက်အာမီယူပေါ့စတန်တဲ့အာမီစတန်တဲ့အာမီယူတော်လန်ရေးအဖွဲ့တွေကကြားဖြတ်ပြီးအနာသက်တဲ့ကိစ္စလေးပြောပြခြင်းပါဟွန်းနော်အဲ့ဒါတော့ဘယ်နေ့ဖြစ်ခဲ့လဲဆိုတော့ဘယ်လိုပဲကြိုက်ခမ်းတာဟုတ်တယ်ပါအော်တိုဘာလ20ရက်နေ့နနက်9:30မိနစ်အချိန်မှာပေါ့နော်အဲ့30မြို့နယ်အတောရွာမှာကံမလူမျိုးနဲ့ကာဘိုရွာဘက်ကိုပြန်လဲဆုတ်ခွာလာတဲ့ကျွန်တော်တို့ရဲ့ဟိုဟိုစတန်ဒတ်စစ်ကြောင်းကြီးယူပေါ့နော်တော်လန်ရေးအဖွဲ့တွေကနေပြီးတော့ဂျားပြက်တိုက်ခိုက်ခဲ့ရတဲ့ကျွန်တော်တို့စတန်ဒတ်စစ်တက်ကြီးမှာ ား၁၁ဦးတည်ပြီး၁၂ဦးဒဏ်ရာရရှိပါတယ်ကွာနော်ကွာငါတို့ဘက်ကကွာမကြည့်တဲ့လူထားချာအောက်ကယူအောက်ကအဲ့လိုဒဏ်ရာရရှိတဲ့လူတွေဟိုတဲ့ကမ့်လူမျိုးနယ်ဘက်ကကားဖြစ်တင်ဆောင်သွားတယ်တဲ့နော်အဲ့လိုကားဖြစ်တင်ဆောင်သွားတဲ့အချိန်မှာလဲလမ်းမှာပေါ့နော်မိုင်းတွေပါလေဆွဲခံရပါသေးလို့ဆူတောင်းပါတယ်ပါကွာဘာလို့ဆောင်ပေးလို့ ရှင်းမရှင်းအပြည့်ရှင်းလိုက်တာပေါ့ဟာမဟုတ်ဘူးလေကွာငါတို့ဘက်ကလူတွေလေကွာမင်းရတယ်ကိုဘက်ကရဲဘော်တွေမင်းတို့ရဲ့တပည့်သားမိတွေလေကွာပစ်စစ်တက်ကမဟုတ်ဘူးလားဟုတ်တယ်ပါစစ်တက်ဆိုတသွေးတက်ကတမိတ်ပဲငါတို့ဒါလို့ဆိုသူတို့လုပ်ရမယ်ဟုတ်ကဲ့ပါဒါမလုပ်နဲ့ဆိုမလုပ်ပါဘူးငါတို့အခုကြောက်အမိတ်တခုပဲပြေးလိုက်ပြီမင်းတို့သိ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 အမဘူးလေကွာ အဲ့လိုမျိုးမင်းတို့တိုက်ဟောတိုက်တိုက်တိုက်တေတေအင်းတိုက်တေ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 တိုက်မဟုတ်ရဘူးဟောပါလို့တချင်းဂျူပြာနေတာဟုတ်လေအမအမိတ်ပေးတာကိုပြောတာเนาะဒါကတော့ဒါတင်းလေးတစ်ခုဟုတ်ဆက်လက်ပြီးကျွန်တော်ကတင်ပြပေးရင်တင်းလေးရှိသေးတယ်အဲ့ဒါတော့ဗာလဲဆိုတင်းနာကြီးတိုင်းတင်းနာကြီးတိုင်းကျွန်တော်ခမောင်ကြီးမြို့เนาะခမောင်ဘာခမောင်ကြီးခမောင်ကြီးမြို့နေဩခမောင်ကြီးမြို့เนาะခမောင်ကြီးမြို့နေတဲ့ကျွန်တော်ဒီလုံဘောရွာမှာရှိတဲ့အုတ်ချုပ်ရေးမှုနဲ့ကျွန်တော်ပြူဇော်ဒီနှစ်ဦးကိုအရှင်ဖမ်းမိတော်လဲเนาะကျွန်တော်ခုခံထွက်ပြေး ြစ်ကတ်ဖန်းစည်းစဉ်တဲ့သုံးဦးစလုံးကျွန်တော်တေဆုံးကလက်နဲ့ခဲရန်နဲ့စကားပြောဆက်များတင်းစီရမ်းပြီးလေဆိုတဲ့တခင်ဟောကောင်းတယ်ကွာအဲ့ဒီလေးကိုကောင်းတာနေမဟုတ်လေဟိုကသူတို့ပြန်လဲခုခံနေခုခံနေရင်းဆိုင်နေဆိုတာဒါတတိရှိတာဗောခုခံလို့ပြတ်တယ်တေဝါရယ်ဆိုတဲ့တခင်ကျွန်တော်ပြောမယ်ဖြစ်စရာဘယ်နေ့ကဖြစ်တာလဲဆိုရင်ကျွန်တော်အော်တိုဘာလ14ရက်နေ့ကနော်ကျွန်တော်နနက်၈နာရီခန့်တွင်တဲ့ခမောက်ကြီးမြို့နယ်ကျွန်တော်လုံဘောကျေးရွာအတွင်းသို့တဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေကတဲ့ရှောင်းတခင်ဝင်ရောက်လာပြီးတော့ရှောင်းတခင်ရှောင်းတခင်ဟုတ်ပြီဟုတ်ပြီလျှက်လျှက်တပြက် ဟုတ်လားလျှက်ချက်လျှက်ချက်လျှက်ချက်အဲ့လိုဝင်တာဟုတ်အဲ့ဒီပြလျှက်ချက်ဝင်လာပြီးတော့ကြည်ရအုပ်ချုပ်ရင်မူနော်ကြည်ရအုပ်ချုပ်ရင်မူဖြစ်တဲ့ဝင်းမြင့်နာမည်ထည့်မပြောတော့ဝင်းမြင့်ဝင်းမြင့်ပြီးနာမည်ထည့်ပြောတယ်လေနာမည်ထည့်ဒါမှသိမှာဟုတ်နော်ကြည်ရအုပ်ချုပ်ရင်မူဖြစ်တဲ့ဝင်းမြင့်ပြီးတော့ကျော်ကြည်ရပူစောဒီကောင်းဆောင်ဟုတ်ပြီနော်ကျွန်တော်တို့အေးဆိုးတို့ဟိုးတဲ့လုံလုံကြုံသည့်နေရာတွေကျွန်တော်တို့ဖန်းစီစစ်စေးနေတယ်နော် စစ်စင်းနေကိုစစ်ဖို့ခေါ်ဆောင်သွားတယ်ပေါ့ဗျာအဲ့ခေါ်ဆောင်သွားတဲ့အချိန်မှာတဲ့ဘာနဲ့ခေါ်လဲဆိုရင်ကျွန်တော်ဒီအုတ်ချုပ်ရေးမှုဝင်းမြင့်ကသူ့ကားဟောပါယူသွားတာတော်လိုင်းတက်တယ်ကတော်လိုင်းတက်တယ်ယူပြီးတော့အုတ်ချုပ်ရေးမှုရောပြူစောတိခေါင်းဆောင်နှစ်ဦးရောကျွန်တော်ဖမ်းသွားတယ်အဲ့လိုဖမ်းသွားတော့လမ်းတနေရာအရောက်ပေါ့နော်ဘယ်နားမှာလဲဆိုရင်တဲ့ကျွန်တော်တို့ဒီလုံးဝကျေးရအလွန်နော်ကျွန်တော်တနေရာတွင်တဲ့ဗာလဲဒါဒါဒါကြဘလို့ခေါ်လဲနမ်မနွယ်နမ်မနွယ်နမ်မနွယ်ကျေးရအရောက်မှာပြူစောတိခေါင်းဆောင်တက်ဦးနဲ့ထပ်မံတွဲရှိတယ် နောက်ထပ်တယောက်ယူစောဒီနောက်ထပ်တယောက်တပ်ဦးနဲ့ထပ်မှန်တွေ့ရှိတယ်။အဲ့တော့သူ့ဘာထပ်ပြီးဖမ်းဆီးခေါ်ဆောင်သွားတယ်ပေါ့နော်။အားလုံးပေါင်း၃ဦးဖြစ်သွားတယ်။ဟုတ်ပြီဟုတ်။အဲ့လို၃ဦးကိုတော်လိုင်းရင်ရဲဘော်တွေကနေပြီးကျဖမ်းဆီးခေါ်ဆောင်လာတယ်။အဲ့နေ့တော့ကျထမင်းစားချိန်။ထမင်းစားချိန်ရောက်တော့ကျနေ့တည်းကစားတယ်ပေါ့ဗျာ။အဲ့နေ့တည်းကစားနေတဲ့အချိန်မှာအဲ့ပြူစောဒီတပ်ဦးကျလမ်းမှာတွေ့တယ်ဖမ်းလာတယ်။ပြူစောဒီတပ်ဦးကဘာလုပ်လဲဆို၎င်းမှာပါလာတဲ့ပစ္စတိုအဲ့ပစ္စတိုနဲ့ကျွန်တော်တို့ခုခံပစ်ခတ်တယ်။ဟာပစ်ခတ်ပြီးတော့အဲ့၃ဦးကထွက်ပြေးတာ။ဟာအဲ့အချိန်မှာတော်လိုင်းရဲဘော်တွေကနောက်ကလိုက်ပစ်တာ။ လိုက်လဲပစ်ကောအဲ့မှာတော်လိုင်းရဲဘော်ကြီးပစ်ခတ်မှုကြောင့်ကျွန်တော်ဒီသုံးဦးစလုံးကျွန်တော်ပွဲချင်းပြီးတည်ဆုံးနေလို့သိရပါဘူး။နေရာမှာရင်ဟုတ်ကဲ့ဘောကတပါးဆိုကူပြောင်းသွားတယ်။ကူပြောင်းသွားတယ်။ကျွန်တော်လည်းကတော့အသုံးချတဲ့ဆိုတော့ညီညီလေးနေရင်ဘာမှဖြစ်ဘူး။ညီညီလေးနေပြီးတော့ငါတို့ဒီဘက်ကနေဟုတ်တယ်ကျွန်တော်တို့ဝင်ခံလိုက်ဝင်ခံလိုက်ဝင်ခံပြီးတော့သူပြန်လာခဲ့ရင်ငါတို့ဒီဘက်က location သူတို့ထောက်ပြတယ်ပြီးပြီ။အခုတော့အဲ့လိုမဟုတ်ဘဲနဲ့သူက piston နဲ့ပြန်ပြီးတော့ပြစ်တယ်။ အဲ့လိုပြစ်တဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်တွေကလည်းပြန်လည်ပြီးပြစ်ခတ်တယ်ပေါ့နော်အဲ့လိုပြစ်ခတ်တဲ့အတွက်ကြောင့်သုံးစလုံးကျော်တေဆုံးသွားတယ်လို့သိရတယ်မာလကီရပါတယ်ဟာမာလကီရပါတယ်ထိုးပြစ်စင်အတွင်းနဲ့ဒီသူကပြစောဒီတက်ဦးပေါ့အဲ့ပြစ်စတိုကပြစ်တဲ့ဒီကြည်စံအဲ့ကြည်စံကဒီတော်လိုင်းရဲဘော်တက်ဦးရဲ့ကျွန်တော်တို့ဒီညာဘက်ပေါအောင်တော့ကျွန်တော်ထိမိသွားတယ်နော်ဒါပေမဲ့တော့မစိုးရင်ရပါဘူးတဲ့ဒဏ်ရာရရှိသွားတယ်ပြီးတော့၎င်းတို့သုံးဦးထံမှစကားပြောဆက်က၄လုံးခုံးက၄လုံးပြီးရင်ဒီ၉လုံးကြီးခေါချိုးအရှေ့ကတလက်ပြီးရင်၎င်းကြီး၃တော့ ပြီးရင်ကျွန်တော်ပစ္စတိုတလက်ပေါ့နော်အဲ့ပစ္စတိုတလက်မှာပြစ်တဲ့ကျော်ကြီးရ9000ပြီးရင်ကျွန်တော်ပြည်သူစစ်ဆိုစစ်စစ်ကပ်ပြားပေါ့နော်ကပ်ပြားသူရဲ့ဒါပြည်သူစစ်ဖြစ်ပါတယ်ပြူစောတိဖြစ်ပါတယ်ဆိုရင်ဒါတရားဝင်ကဟုတ်အဲ့ကတ်နဲ့အတူကျွန်တော်တို့ဒီ highlight ဗီဂိုပေါ့ကားတစ်စီးကိုကျွန်တော်ဖန်ဆီးရမယ်လို့သိရတယ်နော်မြို့မြို့ကပြောပြမယ်ဒီကောင်းလေး3ရောက်တည်ရောလားကိစ္စမရှိဘူးအဲ့စကားပြောဆက်ပါသွားတာငါတို့တွေ short ကြီးနော်လေးလုံးပါသွားတယ် short ကြီးနော်ဟင်းဖုံးကလေးလုံးအဲ့ထဲမှာအကုန်လုံး ဒေတာတွေအကုန်လုံးပါသွားပြီ။တရင်ချက်တွေပါပါဘူးဗျာ။သူကတနေ့တစ်ခါပြောင်းသွားတာလေ။ဘာလဲဒီဆက်ဒီဘာဒီဆိုတာသူကပြောင်းသွားတယ်။ဆက်ကဟုတ်တယ်။ငါပြောတာပြောင်းတာမပြောင်းတော့ငါပြောတာမဟုတ်ဘူး။ မပြောင်းခင်မှာဖမ်းဆိုပြီးပြီလေကွာငါပြောရှင်းရှင်းလေးအဲ့ကြတော့လေအဘရဲ့တေကြပေါ့တေကြပေါ့ဒီကွမ်းတော့ဒီစင်စီကောင်းကားနဲ့လေကွာမင်းရတယ်ပေါ်တဲ့အသေးနဲ့တေတာဒါပဲဒါပဲဒါပဲမော်တော်ကားမော်တော်ကားနဲ့တေမော်ဒီပြောပြောပြောပါမော်တော်ကားနဲ့ပဲတေရအောင်မော်ဒီကအခုကသင်းမောင်းနဲ့တေတယ်သင်းမောင်းနဲ့လည်းတေတယ်သင်းမောင်းကမြုပ်သွားတိုက်တိုင်းနဲ့လိုမျိုးပဲလေလေမြိုင်းနဲ့လည်းတေတာပဲ ဟုတ်ဟုတ်တတိယမပြောဟုတ်တတိယမပြောမယ်ဒီကကျတော့ဒီကမင်းငေါ့ကိုပြောနေအသေးပြောက်တည်ကြီးပဲနော်ဟုတ်အခုလဲတတိယနေအကုန်လုံးအသေးပြောက်တည်ကြီးပဲအသေးပြောက်တည်ကြီးပဲမင်းငေါ့တို့ဘက်ကဒီရင်နာစီဟာပေါ့ကွာနော်ဒီကကျတော့အသေးပြောက်မဟုတ်တော့အခုလာမဲ့တတိယလေးကကျတော့အသေးပြောက်မဟုတ်တော့ဟုတ်ပြီကျွန်တော်တို့ရဲ့ဒါကျွန်တော်ရဲ့စက်ကမှအဲကျွန်တော်ရဲ့စစ်သားတွေဟုတ်ပြီအောက်ချစ်စစ်သားတွေဘယ်လောက်ချစ်ဖို့ကောင်းလာပြီလဲဆိုတော့ပြောပြမယ်ဒါပဲတချို့ကိုချစ်နေပြီအဲဘယ်လောက်ချစ်လဲဆိုတော့ကျွန်တော်ပြောပြမယ်ဒါကဘာမှဖြစ်တာလဲဆိုတော့သခိုင်းတိုင်းကျွန်တော် home link မျိုး homeland မှာအဲ့ homeland မှာကျွန်တော်အခြေစိုက်ထားတဲ့ကျွန်တော် homeland လေတဲ့စကန်းဌာနချုပ်ရှိတယ်ပြီးတယ်ငါပြီးတယ်ပြီးတယ်ပြီးတယ်အဲ့ဒီဌာနချုပ်ရဲ့ကျွန်တော်ရိတ်ခါကိုတော့อืมအဲ့ဒီရိတ်ခါကိုတော့ကိုတဲ့မီးရှို့မှုတခုကျွန်တော်ဖြစ်သွားခဲ့တယ်ပေါ့နော်ဘလို့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 ကောင်းကောင်းရိတ်ခါကိုတော့မီးရှို့တာဘလို့ဝါရှို့တာလေအဲ့မှာရိတ်ခါနေအများကြီးပဲလေလာမယ်လေလာမယ်ဟာနော်စကိုင်းတိုင်းကငါတို့ဌာနတဲ့ဥစ္စာတွေလေဟုတ်ကဲ့ဟိုဘက်ကငါတို့ဒီစကိုင်းကိုငါတို့တော်မလေးကချင်းပြည်နယ်ကိုသွားမယ်ဆိုတော့ဒီရိတ်ခါတွေငါတို့ယူသွားမှာအဲ့ဒီရိတ်ခါတွေကအဲ့ဒီလေတဲ့ဌာနချုပ်ရဲ့ကျွန်တော် အလုံးစုံဆုံးနေရာမှာရှိတယ်ကိုတော်ငါ့ကိုယ်နဲ့လုတ်ပေးခဲ့တာဟုတ်ကဲ့အဲ့ဒီကိုတော်ကိုမင်းရှုံးမှုဖြစ်တယ်ပြီးအဲ့ဒီကိုရှောင်းကိုရှောင်းပေါင်းဖြစ်တယ်ကိုတော်ကိုတော်မှာဘာရေးွားလဲမဲ့လို့လဲဘာရေးွားလဲဆိုတော့လေ စစ်ခွေးမအလှဆိုပြီးစာတန်းအောင်ချိတ်သွားတယ်။ဟာမိုင်းကြီးအဲ့ဒါဗာတချုပ်ကြီးကြီးကိုအဲ့ဒီသိစိတ်လေးပို့ပေးလိုက်။ဟာပို့ပေးလို့မရဘူးကွာမင်းအဲ့ဒါသူတို့ကနေပြောဆဲရွားတာ။ဒီတော့ကျွန်တော်ဒီလေဒတ်ဌာနချုပ်ထဲမှာဒီရိတ်ခါကိုတော်ဆိုတာအစွန်မှာရှိတာမဟုတ်အလဲကောင်မှာရှိတာ။အဲ့ဒါဘသူတွေလောက်တာလဲဆိုတာဗာဗာစဉ်းစားကြည့်နော်အဲ့ဒါဆိုရင်ကွာဟုတ်နေပြီကိုချင်းချင်းမှလည်းမင်းဥစ္စာပြည့်နေပြီအဲ့တော့တင်းအပြည့်စုံလေးကိုကျွန်တော်ဖတ်ပြမယ်အဲ့တော့လားဘာလဲဆိုတော့အော်တိုဘာလ18ရက်ညနေပိုင်းနဲ့ကျွန်တော်တို့ဟိုးမလင်းလေးတဲ့စကန်းဌာနချုပ်ကြီး ရိုက်ကာကိုတော်မီးရှို့မှုဖြစ်ပွားခဲ့ပါတယ်တဲ့မီးရှို့သူဟာတဲ့နေရန်တွင်စစ်ခွေးမအလာအတွက်ဟု စာသားရေးသွားတယ်သိရပါတယ်ဗျ၎င်းပြစ်စင်ကိုတဲ့နေပြီးတော့အခြေဆိုင်စစ်ရုံးနဲ့ကကလီကမသိရှိစီရန်ပေါ့နော်ဒီသတင်းကိုမသိအောင်လို့ဒီလေတဲ့တော်ပါပေါ့စခန်းမှာရှိတယ်ဌာနမှုပေါ့အကြီးဆုံးပေါ့နော်ဌာနမှုတဲ့ဌာနမှုချုပ်ရဲ့ဘုံမှုချုပ် ဘုံမှုချုပ်ဖြစ်သူကဘာလုပ်လဲဆိုတာအထက်ကိုမတင်ပြဘဲနဲ့ဒီတရင်ကိုသူကဖုံးမိတာဖုံးမိတာဖုံးမိတာတယ်ပြီးရင်အဲ့ဒီရိတ်ကာကိုတော်ကိုတဲ့ဟိုပြန်လဲတိဆောက်နေတယ်ပေါ့နော်မီးမီးလောင်သွားတဲ့ရိတ်ခါကိုတော်ပြန်လဲတိဆောက်နေတယ်။ပြီးရင်အဲ့ဒီမီးလောင်ကျွမ်းခဲ့တဲ့ကျွန်တော်ဒီ homeland leader scan ထားလာကြိုးရင်ရိတ်ခါကိုတော်မှာလဲဒီတက်တွင်းတန်တန်လဲရပေါ့သူကျွန်တော်တို့စီတန်ရ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 ကျွန်တော်တို့ရဲ့ဒီစကားစရဲဘော်တွေနေတဲ့တန်ရလဲဝေးတယ်။လူသူဝေးတယ်ကျွန်တော်တို့ဒီဟိုနေရာမှာသွားပြီးတိဆောက်ထားတာဖြစ်တယ်။နော်အဲ့လိုနေရာကိုလာပြီးတော့သူကဟိုထုတ်တယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့သူကဘလူရှို့မှလည်းမသိဘူး။ ဲ့တော့သူကဘာလုပ်လဲဆိုအဲ့ရဲ့ကျွန်တော်အကြီးကဲဘုံမှုချုပ်ကဘာလုပ်လဲဆိုရင်အဲ့ဒီကျွန်တော်လောင်သွားတဲ့ရိတ်ကာဂိုတောင်ရဲ့အနီးနားမှာရှိတယ်ကျွန်တော်ကင်းနေရှိတယ်အဲ့ဒီကင်းနေမှာတာဝန်ကျတဲ့စစ်သား၄ဦးအဲ့စစ်သားလေးဦးကဘုမတိပါမိနဲ့ခေါ်ပြီးစစ်ဆေးခံနေရရိုက်နေခံနေရတယ်တဲ့။အော်။နော်။သူတို့ပေါ်ရတာလည်းပါတယ်လေ။သူတို့ပေါ်ရတာလည်းပါတယ်။သူတို့ကိုယ်တိုင်လောက်တာလည်းဖြစ်နိုင်တယ်လေ။အေးလေအေးလေအေး။နော်။ဘာလို့ဆိုဒီနေရာဆိုတာပြည်သူဝင်လို့မရတဲ့နေရာ။ ကျင်းနေတယ်ကွာဘုလိုထဲမှာခရေသီးတွေရှိနေအဲ့ဒါပြောတာပေါ့အဲ့ဒါကြောင့်ကျွန်တော်ရဲ့ဒီစကစစ်သားလေးတွေချစ်ဖို့ကောင်းတယ်လို့နော်အဲ့လိုလေးတော့အဲ့ဒီတရင်လေးတော့သိရပါတယ်နော်တကယ်လို့ဒီဟူ homeland ပေါ့ leader scan ဌာနချုပ်ရဲ့အုပ်ချုပ်ရေးမှူးလက်ရှိနော်တက်မှုဖြစ်တယ်ကျွန်တော်ဒုတိယဘုံမှူးကြီးက DS နေကျွန်တော်၄၀နှစ်ဆင်းနော်အဲ့ဒါသိရပါတယ်၄၀နှစ်ဆိုတော့ မင်းတို့ကျွန်တော်ကဘောဟုတ်တယ်မင်းတို့အောက်ကဘောဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်နည်းနည်းပေါ်ပေါ်လေးမင်းတို့မပြောဘူးလားအတားငယ်လေးတို့ပြောလို့အဆင်မပြေဘူးအတားငယ်လေးတို့မပြောနဲ့ငါခေါကောင်နဲ့ဆိုးသွားပဲငါဖြတ်ရိုက်ထည့်လိုက်လို့ကျွန်တော်လည်းပြောလို့အဆင်မပြေဘူးအဆင်မပြေဘူးကျွန်တော်လည်းကျွန်တော်တို့တို့ကရှေ့ထွက်တိုင်းနေတဲ့ခါကျတော့ကျွန်တော်မင်းတို့လာပါလားဘာညာဆိုပြီးတော့ဒါမျိုးကြီးပြောပါလားဆိုသွားလိုက်လေသွားမယ်လေဒါပေမဲ့အဖအနာမှာကျွန်တော်မရှိလို့ဖြစ်လား ဲအဲ့ဒါလည်းဟုတ်တယ်အဲ့ဒါဟုတ်တယ်အဲ့ဒီတော့ဘာလို့လဲဆိုအဲ့ဘုံမူကဟိုဘာလို့အဲ့စစ်သား၄ဦးကိုခေါ်ပြီးတော့မင်းတို့လောက်တာမလားဆိုမေးပြီးတော့ရိုက်နှက်ဆုံးမနေတယ်ကိုသိရတယ်ဗျခုကချီးတွက်ပြီးတေဝါသလူလောက်တာအဲအဲ့လိုလိုနော်ဒါမဲ့တလင်းအဲ့တော့ဟုတ်လေခုကမင်းတို့ကတမျိုးကွာဘယ်သူဘဝလောက်တယ်ဆိုတော့ကျွန်တော်မသိရသေးဘူး ော်တကယ်လို့သိရရင်သတင်းလေးကျွန်တော်တင်ပြပေးမယ်ဒါတော့အဲအဲ့ဒါတော့တချို့မသိအောင်ငါတို့ငါလည်းပြန်ဖုံးနာရမယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟောဆက်လက်ပြီးတော့ဒါဒီကလာမယ့်သတင်းလေးကတော့ဘားတို့ရဲ့ကျွန်တော်တို့နေ့တိုင်းပြောပြနေတယ်ဘားတို့ရဲ့လူမဆန်မှုလေးအကြောင်းလေးပြောပြမယ်လူမဆန်တာတော့အခုမှမဟုတ်ဘူးလေကွာတော်တော်များနေ့စဉ်နေ့တိုင်းမှာငါတို့လူမဆန်သွားရက်ရက်ဆက်ဟုတ်ကဲ့ဒါတော့ဘာဘာလူသားဆန်ဆန်ပြောပါဟုတ်လူသားဆန်ဆန်ပြောလို့မရဘူးလေအခုသတင်းကအပိုင်းမန်လေးတိုင်း เนาะမန္တလေးတန်းကျောင်းတောင်တာမြို့နယ်မှာတဲ့ကျွန်တော်တောင်တာမြို့နယ်မှာရှိတဲ့ကျောင်းရုံးပင်ရွာကိုတဲ့ကျွန်တော်ရဲ့စက်ကမှစစ်တပ်ပါเนาะတော့လေချောင်းနဲ့တိုက်ခိုက်မှုကြောင့်တဲ့ကလေးကလေးလေးကိုပွေ့ချီပြီးတော့သူ့အမေဖြစ်မှာပေါ့เนาะကလေးကိုပွေ့ချီပြီးထွက်ပြေးလေချောင်းကဘုံကျဲလို့ကလေးကိုထွက်ပြေးတဲ့အကြောင်းမရှိဘူးလေကွာငါတို့ဒီဘက်ကမန္တလေးလေးဆိုရင်မန္တလေးပဲထဲမှာပဲနေနေမဟုတ်ဘူးလေဘာလို့ကသူတို့နေတဲ့နေရာကိုလာပြီးဘုံကျဲတာပြည်သူတွေနေတဲ့နေရာကိုဘုံကျဲတာဘုံကျဲတဲ့အတွက်အဲ့ကလေးကနေပါအဲ့မိခင်ကနေကလေးကိုချီပြီးထွက်ပြေးတာဩကလေးမျိုးကိုထွက်ပြေးတာမဟုတ်ဘူးမဟုတ်ဘူးဩမသိဘူးသူ့ရဲ့ကလေးကို ฉีบี้ถั่วပြေးတာไอ้ถั่วပြေးတဲ့ချိန်မှာမိခင်စိမိခင်စိไอ้မိခင်ကတော့တည်ဆုံးသွားတယ်ကလေးကတော့ကျွန်တော်တလေးငယ်ကတော့ကျွန်တော်အသက်ရှင်နေလို့သိရတယ်ပါเนาะဒါအဘာတို့ရဲ့ရုပ်မာမှုပေါ့เนาะဒါလေးကအဘာတို့ရဲ့ရုပ်မာမှုရှင်နာခေါင်းမမှုရုပ်မာမှုမတရားလုပ်မှုတပ်ဖြတ်မှုဟုတ်တယ်เนาะကျိုးစင်တက်ရမယ်ဖြစ်တယ်เนาะအဘာတို့ဟုတ်တယ်เนาะဘာလို့ပြောတာလဲဟုတ်တန်းကလေးကျိုးစင်မတက်ခင်မင်းမျက်နှာကြီးစုပ်ပြတ်တက်သွားမယ်နော်။ဟုတ်တယ်ပါပါဆက်လက်ပြီးတော့ကြံရှိနေတဲ့တရင်လေးကိုတန်းကလေးကပြန်ပြပေးဦးမယ်။ဒါကြတော့တန်းကလေးပြောချင်တာ။စစ်တက်ကအကြောင်းမဲမျိုးနေမှာ ်ချောင်းမဲရိုးတဲ့နဲ့ပြောရိုးရိုးတန်တန်ပြောဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ဒီလိုပါပါမိုင်းတော်မျိုးလေနဲ့ဘုံချင်းပြည်သူနှစ်ဦးတည်ဆုံးပြီးနေမှစေးဆိုင်များမီးလောင်နေတယ်အဖေစေးဆိုင်မီးလောင်လေဟာတော်ပြီပေါ့ငါတို့ဒီဘက်က တို့ရိတ်ခါတို့ခိုးလို့မရတော့ခိုးလို့မရတော့ခိုးလို့မရခိုးပြီးတော့နေပါလိမ့်မယ်ခိုးပြီးလို့မီးရှို့ပါဖြစ်မယ်အဲ့ဒါအဲ့ဒါလည်းဖြစ်ဖို့မရမဟုတ်ဘူးလေကွာမင်းကလည်းကွာမင်းကလည်းကြမျိုးပဲဟုတ်တာတည်းကြီးပဲမပြောနဲ့ဟုတ်ပါပြီဟုတ်တိုင်းမကောင်းဘူးမှန်တိုင်းမကောင်းဘူးအခုလည်းနော်အဲ့မိုင်းကောင်မျိုးကိုလေးနဲ့ဘုံကျဲတာပြည်သူနဲ့ဦးသေးတယ်အဘတို့ကျဲလိုက်ရင်ပြည်သူတွေပဲသေးတာနောက်တစ်ခါထက်လာပြန်မြောင်မျိုးနဲ့ကြောက်ရစ်ရဲစကန်မှာစစ်သားများရတယ်လက်လက်ဟုတ်တယ်ဟုတ်တယ်လက်နက်ကြီးများဖြင့်ပြစ်ခတ်မှုပြည်သူသုံးထိခိုက်ဒဏ်ရာရပြီးရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဟာ ဘယ်နဲ့ကလည်းထွက်ပြေးရတယ်နော်အခုလည်းဒါလက်လက်ကြီးနဲ့ရန်တန်ပြစ်ပြန်ပြီဘသူတွေပြေးရတာလို့ပြည်သူတွေတုံးကပြောတုံးကပြောဘသူတွေပြေးရတာလို့ငါပါရက်ကလေးမငါသိတယ်ငါသိတယ်ပြည်သူတွေပြေးရတာပါနော်မကြပါဘူးအပားတို့ပြေးရတော့ပါဒီရောက်ပါများနေတက်ချုပ်လည်းမျက်နှာပြက်နေပြီသူဘယ်လိုပြေးရအောင်ရုရှားလည်းသူလက်တက်မခံဘူးကွာဒီဘက်ကတရုတ်ကလည်းလက်တက်မခံတော့သူဘယ်လိုပြေးရအောင်တင်းနိုင်ကုန်ပြေးပေါ့တင်းနိုင်ကုန်ပြေးရမှာတင်းနိုင်ကုန်ဆိုပြေးရမှာလို့နေပြီးတော့သူကတင်းနိုင်ကုန်လှုပ်တော့မှာဒါပဲဖေးအောင် ဟုတ်တယ်လို့မရရင်ငါတက်လို့တိမ်မဲ့ဆားတော့ကိုကိုကိုတက်တည်လိုက်ဘူးအေးဟစ်တလာလို့လုတ်ပြရမနေ့များသွားပြီဘီလို့နားများသွားပြီဒီကကြတော့နတ်တလင်းမျိုးနယ်မှာရှိတဲ့ကြီးရွာများဟုတ်တယ်ကျွန်တော်တို့အကျန်းဖက်စစ်တပ်က၄ရက်ဇက်တားလိုက်တဲ့စက်တက်လေးသီးများဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၄ဦးသေဆုံးပြီးနေအိမ်များပျက်စီးနေတယ်နော်နေလေးပျက်စီးလိုက်ကျင်းဘယ်ကိုကျဲလဲပြည်သူတွေကြီးရွာဟာခါရှိသွားပြီနော်ကြီးရွာငေါ့မေးလို့ကတော့နှုတ်သီးကိုဖျက်ရိုက်ပြန်မှာတော့ငါဟုတ် ဘယ်ဘယ်ကျဲလဲဟိုပြည်သူတွေကြီးကိုပဲကျဲနေတော့ဘာလဲငါ့ကိုမေးငါအဘစားဖြေပေးမယ်ဘယ်ကျဲတာလို့ပြည်သူတွေရှိကိုကျဲတာဘယ်လူကျဲတာတော့ဘာတို့ကကျဲတာဟုတ်ငါဖြတ်ရဲတော်လိုက်တော့မဟုတ်တရင်ပဲပြောမင်းတို့တော့ဘာလဲအပေးယူတွေမျှနေဟဲ့လားဖြတ်ရဲလို့မျက်လုံးပြတ်တက်သွားမယ်နော်ဒီကကြတော့တားငယ်လေးတင်ပြကျင်တာတထုံမှာပေါ့နော်တထုံတွင်နဲ့ဘုံမှုနဲ့ခရိုင်ရဲမှုဒူရဲမှုကြီးများပေါ့ပူပောင်းရေလူငယ်များကိုပေါ်တာဆွဲဖမ်းစီပြီး လူငယ်တဦးလျင်350ပြည့်ငွေညစ်ပြန်ရွေးခိုင်းပြီးငွေကြေးမတမတက်နိုင်တဲ့သူများကိုစစ်မှုထမ်းတင်တန်းကြောင်းကိုပို့ဆောင်နေတာပဲတထုံဆိုတော့တထုံဆိုတဲ့ဒီရမညာမီပေါ့ဟုတ်ရမညာမီပါနောင်မင်းတရားကြီးလက်ထက်ကနေပြီးတော့ဟေးနောင်မင်းတရားကြီးကဟာလာတော့ဘုရင်ကမင်းဟုတ်ဟုတ်ပါဟုတ်ပါဘောတာမင်းကဒီတထုံမနူကမင်းစီကဒီကဘိကတုံးမို့တဲဆောင်သွားတယ်တကယ်ကိုဝိရက မြေကြီးกว่าအဲ့ကေတုမဏီမျိုးအောင်ရဲ့မျိုးအောင်ကအဲ့မှာဘယင်ဖြစ်နေတာသူကကေတုမဏီမျိုးအောင်ကသူကဘယင်မဖြစ်ရင်ကသူကတချင်းစုတ်ဟေ့ရကေတုမဏီကဘာဘခုဘာဘခုဘာရီပြောက်ပြောင်းနေမှုတောင်းဦးကေတုမဏီတောင်းဦးကေတုမဏီကတောင်းဦးဘာလဲဘာလဲဘခိုးတောင်းဦးဟုတ်ဟုတ်တောင်းဝဟန်တာမဏီဟုတ်ကေတုမဏီဟုတ်တောင်းဦးကကေတုမဏီမဟုတ်လားဟုတ် ဟုတ်အတောင်ကခေတုမဒီဘကိုးကဟန်တာဝရီဘကိုးကဟန်တာဝရီပြောတာအာမင်းကလည်းကွာမင်းအဲ့လိုရာဇဝင်တွေမသိရမင်းကတက်ထုတ်များအောင်မင်းနေလို့လားဟုတ်ကဲ့ပါပါအဲ့စင်ခိုးမလေးရောဒီစင်ခိုးမလေးကဒါစင်ကိုခိုးဟျာစင်ခိုးမလေးမင်းသမီးမင်းသမီးကျွန်တော်တို့ဟိုကမန္တလေးဘက်သွားတဲ့မြောက်ပြုံးကြတော့ဒီ

အေးအေးပြောပြောပြောမင်းတို့နောက်မှသူ့မိမပါလေငါဖះလက်စုဖះလက်ဟုတ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 ်ကဲ့ဟောပါဘာကျွန်တော်ကဒါသိအောင်ပြောပြတာပါပါဒီကကျွန်တော်အဘသတင်းလေးပဲပြောမှာကျွန်တော်နော်နော်အဘသတင်းဆိုတော့သိပြီလားအဘသတင်းလေးပါနော်ပြော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 ဟုတ်အဘအိုင်ဂျင်ခဏနော်ဟို20ရက်10လ2025မှာဒီဖဲ့လေးလေးမင်းငါ့အမေဒီကိုဘက်ကကြဆုံးတဲ့ဥစ္စာကိုငါအိုင်ဂျင်ခဏရမယ်လေဟုတ်ဟုတ်ဟို20ရက်10လ2025မှာ ပေါ့နော်အရင်လေးတောက်နေတဲ့ပုံကလေတကယ်ဟိုပကံဖျားမှလေဟိုထုထားတယ်ဟိုဟိုဘလူးဘလူးကြီးနဲ့တွေ့ဘလူးကြီးလည်းမဟုတ်ဘူးကွာဟိုနဲ့ကြီးနဲ့တွေ့နော်ဗျ20ရက်ဆယ်လာ2025မကွေးတိုင်းမင်းလာမြို့နယ်မှာရှစ်ဦးသေးပါတယ်ဗျရှိဦးပါတနင်္လာဤတိုင်းခမောက်ကြီးမြို့မှာ၃ဦးသေးပါတယ်ဗျမွန်ပြည်နယ်ရေးမြို့နယ်မှာတဦးအရှင်ဖမ်းမိပါတယ်ဗျအလုံးပေါင်းတေဆုံးသူနဲ့အရှင်ဖမ်းမိသူစုစုပေါင်း၁၂ယောက်ပါဗျ အေးဒီပုံစံတိုင်းတာငါတို့ဘက်ကလည်းမလျှော့ဘူးငါတို့ဘက်ကလည်းလူတွေတက်เนาะမိတွေရှို့နေတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကလည်းပြည်သူတွေကိုငင်းငင်းချင်းချင်းပြန်နေရအောင်အသက်တွေပေးဘဝတွေစည်င်းနေငါတို့မြန်မာနိုင်ငံကြီးကလေတင့်နှင်းနဲ့နောက်ထပ်စစ်ဖြစ်နေဦးမှာပဲကွာဟော